မင်္ဂလာပါနော်။နေဦးမိသားစုပေါင်းတို့ရေနေဦး family channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှလည်းဆရာခက်သောရေးသားထားသော တဝယ်နေစီဝတ္ထုမှအကန်းဆက်လေးကိုဆက်လက်ပြီးတော့မျှဝေဖက်ပြပြီးသွားမှာပဲဖြစ်ပါတယ်ရှင်။တဝယ်နေစီအကန်းဆက်လေးလိုင်းတို့ဒီကြံတစ်ချက်ငိမ့်တလေ။အော့ကော်ဝဲမှအထက်ဖက်ကြောင်းနီမော်ရွာစီတို့မြင်းဖြောင်းအတိုင်းစံတလာသောဆက်လေးတစီ။ ်။ဩဂော်ဝေရွာအောက်ပိုင်းတော်ရန်ကြီးထဲတွင်တိုက်ပွဲများဖြစ်ပွားနေကြစဉ်ဩဂော်ဝေရွာဘုံတော်ကြီးမှာမော်ရီနှင့်ကြည်ကြီးတို့ကိုဆက်လီတစည်းဖြင့်ဘေးကင်းလုံခြုံသည့်ကြောင်းနီမော်ရွာစီသို့ပို့ခိုင်းလိုက်ခြင်းဖြစ်သည်။ကြောင်းနီမော်သည်ဆက်လီစိတ်ရှိသည့်တငါရွာကြီးဖြစ်ပြီးတဝဲမြို့မှ39မိုင်အကွာတွင်တည်ရှိသည်။တဝဲဒေတာမိသည့်နေရာသို့မဆိုရေချောင်းဖြင့်ကုတန်သွားနိုင်သည့်အနေအထားရှိ၏ အော့ကော်ဝရွာမှရေလန်းအတိုင်းမြောက်ဘက်သို့ကျောင်းဝပြင်တရွာချုံခရီးသာချားသည်တငါရွာဖြစ်သည့်ဖြင့်ကုံသေးများအဝင်ထွက်များပြီးဆက်လက်အဝင်ထွက်များသည့်ဖြင့်မျက်နှာစိမ်းများရောက်ရှိလေအထူးအဆန်းဖြစ်မနေသူအားသာချက်များကြောင့်အော်ကော်ဝေဖုံတော်ကြီးကကြောင်းနီမော်တို့ပို့ခိုင်းလိုက်ခြင်းပင်ခဏလေးပါကြီးဟိုမှာကြောင်းနီမော်လေးစိတ်ကိုမြင်နေရပြီဟိုမှာတားမွားဆရာမရှိတယ်ဘာမှမပုံနဲ့နော် စိတ်လှုပ်ရှားမှုတန်းခရီးလမ်းကြမ်းတမ်းမှုတန်းများကြောင့်ကြီးကြီးမားကလေးမွေးရန်ပိုင်နာနေလေပြီဆက်လီဝမ်ပိုက်ထဲမှလင်မယားနှစ်ယောက်ကိုကြီးကဆက်လီဆရာကလည်းဆက်ရှင်ကိုအစွမ်းကုန်မြင်တင်လိုက်သည်ဘွတ်ဟာဘာဖြစ်တာလဲမသိဘူးဗျာကျွန်တော်မိမကျွန်တော်မိမမော်ရင်ဤအော်တန်းကြောင့်ဆက်လီဆရာကလေဝမ်တဲဆင်လာသည်ဒါရေမွာပေါက်တာပဲမိမိမကလေးကမွေးတော့မှာဟာ ဟာဒုက္ခပါပဲဗျာမဒုက္ခနဲ့ငါလူငါအမိကဝမ်းဆွဲမှုငါခလီကောင်းကောင်းမွေးပေးတတ်တယ်အေးမောင်ကြီးဆက်လေကိုခဏထိန်ကွာဆက်ရှိန်ကိုလည်းရှော့ချပြစ်လိုက်တေချာလို့လားဗျာစကားများမနေနဲ့ဟဲ့ကောင်ငါတယောက်တည်းမရဘူးမင်းမိမမွေးတာမင်းမကိုမရမယ်မောင်ရင်ကရေပုံးကိုဆွဲလျက်ကုန်းဘက်ပေါ်မှာဆင်လာ၏ကြီးကြီးကလည်းအော်ကြီးနေသည်ဆက်လေဆီယာမလည်းချွေတလုံးလုံးဖြင့် မိဂျီနာကိုပြပါအောင်အချင်းချဖို့ကြံသေးတယ်ငါချက်ကျိုးကိုထိန်းဆွဲထားမယ်မိန်းကလေးကိုအသာလေးဆွဲထုတ်ဆက်လီဆရာကအော်ပြောသည်ဥဝဲဥဝဲချက်ကျိုးထုံပြီးသည့်နောက်ကလေးငိုတဲ့အထွက်ပေါ်လာသည်ជីជីဆွေကြီးမျက်နှာမှလည်းဖြူရော်နေရမှတွေ့အောင်ပြန်လွှမ်းလာ၏ဘာလေးလဲဆက်လီဆရာကကလေးအောက်ကိုငုံချင်လိုက်သည်မိန်းကလေးကွာ မောင်ရီနဲ့ကြည်ကြည်တို့တယောက်မျက်နှာတယောက်ချင်းကပြုံပြလိုက်ကြ၏ဆရာလေးစိတ်ရောက်ပြီးကန့်ကန့်ရတော့မလားဆက်လီဆရာကြီးတပည့်ကအပေါ်လာအော်ပြောသည်ကန့်ရောက်ပြီပဲဟာကတ်လိုက်ပေါ်ဟာမဟုတ်ဘူးဆရာဟိုဟိုကန့်ပေါ်မှာစစ်သားတွေတွေ့နေလို့ဟင်ဆက်လီဆရာကအပေါ်သို့ပြန်တက်သွားသည်ထို့နောက်အောက်သို့ပြန်ဆင်းလာ၏ကျောင်းနီမော်လေးစိတ်မှာစစ်သားတွေရောက်နေတယ်ဘယ်လိုလုပ်ကြမလဲမောင်ရင်ရောကြည်ကြည်ပါ စိုးရင်စိမ်များစိုးမိုးသွားကြသည်နေယောတိတ်လည်းမစိုးရင်ကြပါနဲ့ဒီညီမအခြေအနေကကန့်ကွက်ပြီးတာပွားဆရာမစီသွားမှဖြစ်မှာသွေးနုသားနုဆိုတော့တခြားလိုအပ်တဲ့ဟာတွေလုပ်ဖို့ရှိသေးတယ်ကြုတ်စီမန်းကြည့်ပါမင်းဖြစ်ပါမလားဗျာကျွန်တော်တို့ခြေနေကိုခမည်းတည်ပြီးသားပဲရပါတယ်ဆရာတော်ဗျာကြုတ်လက်အပ်လိုက်တာပဲကြုတ်အဆင်ပြေအောင်လုပ်ပါမယ်တကယ်လို့သူတို့ကတခုခုမင်းကြောက်ဝဲပြင်ကားလို့ပြောနော်အော့ကော်ဝဲကားလို့လုံးဝမပြောစီနဲ့ ဆက်လီဆီယာကအပေါ်သို့ပြန်တက်သွား၏။မောင်ရင်ကပစိုးပြင်းလိမ့်လာသောစတင်ကန်ကိုထုတ်လိုက်သည်။ជី။ဘာမှမပူနဲ့။ជីနဲ့ကလေးကိုကိုအတက်နိုင်ဆုံးကာဝယ်ပေးမယ်။ဟုတ်ပြီလား။ဆက်လီကကံပေါ်သို့ကပ်ပြီးဖြစ်သည်။ဘယ်လာလဲ။ကြောက်ဝက်ပြင်းရပါဆရာတို့။ကျွန်တော်နှစ်မှလေးဆက်လီဘုံမှာအရေးပေါ်မိပွားလိုက်ရလို့ပါ။ဒီကတားပွားဆရာမစီကိုတော့ပို့ချင်လို့။မင်းတို့သေးကြလား။လေပေါ်မှာဘာတွေပါလဲ။စစ်မယ်။ ဆက်လီပေါ်မှအတန်များကိုကြာနေရ၏လီပေါ်တို့တလာသည့်စစ်ဖက်နဲ့တန်များကိုမောင်ရင်ရှစ်တနက်ကျမကိုပေးစမ်းပါဘာလို့မလို့လဲကြီးကြီးကြီးကမောင်ရင်နဲ့တဲမှာတနက်ကိုဆက်ခနေဆွဲယူလိုက်သည်ထို့နောက်သူမ၏သွေးများပေးကျနေသည့်တမိန်အောက်သို့ထည့်လိုက်ပြီးလက်ကတဏ္ဏမောင်းကိုအသင့်ကိုင်းထားလိုက်သည်ရှင်ဟိုတောင်းနေတဲ့သွားပုံချီ မောင်ရင်က အခြေအနေကိုသဘောပေါက်သွားပြီးတောင်မြောင်အနောက်တွင်သွားရန်နေလိုက်သည်စစ်သားတို့ကအောက်သို့ဆင်လာ၏ဆက်လီချန်ပီယံတွင်မွေကင်းစားကလေးငယ်နှင့် အောက်ပိုင်းတစ်ခုလုံးဆိုရွှဲနေသောချီချီကိုမြင်သွားသည်အနန္တတချို့ကြောင့်စစ်သားကနှာခေါင်းရှုံလိုက်၏ဟုတ်တယ်ဆရာဒီရောက်မှာကလေးမွေးထားတဲ့မိမတယောက်ပဲပါတယ်စစ်သားကအပေါ်ပြန်တက်သွားသည်အေးဆက်လီဆရာအခုအောက်ကဝက်ဘက်မှာဘာကဘာနဲ့တိုက်ပွဲတွေဖြစ်နေတယ် ။ပင်လယ်ကနေဒီဘက်ကိုကျွန်ထွက်လာတဲ့ကွန်မြူနစ်တွေဘာတွေရဲ့လေတွေလမ်းမှာတွေ့ခဲ့လား။မတွေ့မိပါဘူးဆရာ။တွိုင်းလာရင်တွေ့မိတာနဲ့အနည်းဆုံးတက်စီကိုသတင်းပို့ဟုတ်ပြီလား။ဟုတ်ကဲ့ပါ။စစ်သားများပြန်ဆင်းသွားကြ၏။ထိုကောင်မပင်ជីជីလဲတက်ပြင်းချလိုက်နိုင်တော့သည်ခဏကြာဆက်လေးဆရာလဲဆင်လာ၏ညမနေရောက်ကြရောကျွန်တော်ဒီမှာပါမောင်ရင်ကထွက်လာသည်ငါနဲ့ငါတပည့်နဲ့ကအထန်းလုပ်ပြီးမင်းမိမကိုတဲသွားပေးမယ် စစ်သားတွေအောက်မှာရှင်းသွားတဲ့ချိန်ကျမှမင်းကိုငါလာခေါ်မယ်လောလောဆယ်တော့မင်းကဒီထဲမှာပဲနေခဲ့ခဏနေပါအောင်ជីជីပေါင်ကြမှတနက်ပြောင်ကြီးထွက်လာသဖြင့်ဆက်လေးဆရာမမျိုးလုံးပြူသွားသည်ဟာဒါကြီးကမောင်ရင်ကជីជីထံမှာစတင်ငန်ကိုလမ်းယူလိုက်သည်ဒုက္ခပါပဲဒါကြီးလည်းပါလာတာလားကျွန်တော်တို့အသက်အန်ဒရယ်ကိုကာဝယ်ဖို့ပါဗျာအမလီစတက်သားမိလို့ကတော့ငါတို့ပါတီကုန်ပါဟာ ဆရာတော်ဘုရားကြီးအချုံနဲ့မရဲပါပြီဖះဖះကဲကဲအိမ်မောင်ကြီးလာဟသူ့ကိုတဲဖို့ပကက်ပြီးရင်ယူခဲ့တော့ဆက်လီဆရာကြီးတပည့်ကကျိုးပကက်ကိုယူပြီးအောက်သို့ဆင်းလာသည်ဆက်လီပေါ်မှာမွေးလာတဲ့ထူးထူးခြားခြားမင်းကလေးပဲအမေရောကလေးပါကြမ်းမာကြပါတယ်တာဘွားဆရာမစကားကြောင့်မောင်ရင်ကားစေချလက်ချဖြစ်သွား၏အချိန်ကအတော်လေးမိုးချုပ်နေပြီးဒီတညတော့အိမ်မှာပဲအိတ်သွားကြပေါ့ ဘယ်နဲ့ကြတော့ဘယ်ကိုပြန်ကြမှာလဲကြောက်ဝိပြင်ကိုပဲလားမောင်ရီနဲ့ကြည်ကြည်ဆွေတို့မှရုတ်တရက်ပြင်ရန်ခံနေသည်။တောင်းပွားဆရာမကသူတို့အချင်းလေးကိုအကဲခံပြီးသွားဟန်တူသည်။တောဘက်ကခီးသွားရင်းနဲ့တူပါရဲ့။အတိတ်ပဲပါသောစကား။မောင်ရင်ကပစိုးပြင်းထုတ်ထားသည့်စတင်ကန်ကိုချစ်ချစ်ပါအောင်သာဆုပ်ထား၏။အောက်ကော်ဝေကထွက်လာကြတာလား။မောင်ရင်ကစတင်ကန်ကိုထုတ်ခါတောင်းပွားဆရာမအချင်းထားလိုက်သည်။ခမရဘသူလဲ။ ကျမဦးလေးကပါတီရဲ့မြေခင်အတွင်မှုပုံမှုစုတင်မှာကျမနာမည်တန်တန်းဆွေပါပါတီထောက်ခံတယောက်ပါပဲဂျိုကာမမော်ရင်ကတနက်ကိုပြန်ချလိုက်တော့ဤရှင်တို့အခုဘယ်ကိုဆက်သွားကြမလဲအော်ကော်ဝေဘမှာတော့တိုက်ပွဲကြီးဆက်တိုက်ဖြစ်နေတာပဲကျွန်တော်တို့လောလောဆယ်တော့မြို့ပေါ်မှာပဲជីជីကမော်ရင်လက်ကိုဆုပ်ကိုင်းလိုက်သည်ကျမတို့မော်သုံးစခန်းကိုသွားခြင်းနေဖြစ်ပါမလားជីအခုမှမွေးပြီးခါစားအောင်နားပါအောင်လား မိုးချီကိုကျွန်မစိတ်ပူတယ်။ကျွန်မသူ့စီကိုသွားချင်တယ်။နေကြမအောင်လွန်လို့စေတော့ဒီတဝိုင်းမှာစစ်တပ်ကချင်းရှုံနေတယ်။ဒီရွာမှာကလုံခြုံပါတယ်။တလားနှစ်လားလောက်ကျွန်မတို့အိမ်မှာခဏခိုနေကြပါ။ခလီရောလူကြီးပါအားရှိတော့မှသွားဖို့ကျွန်မစီစဉ်ပေးပါမယ်။တို့အချိန်တွင်ဘိနာရင်ညင်နေသောကလေးငယ်ကထားငိုလိုက်သည်။ဒါနဲ့ကလေးနမေကိုဘလို့ပေးမလဲစဉ်းစားထားပြီးကြပြီလား။နီနီရင်ជីကြီးကကလေးငယ်မျက်နှာကိုជីကခေါ်လိုက်၏။ ျစ်မစင်စားထားတဲ့နာမည်ပဲကွန်မြူနီပါတီရဲ့တိုက်ပွဲတွေကနေကျောင်းနီပေါ်မှာမွေးလာတဲ့ကလေးလေးတဝဲရေဝင်ဦးတော်ခေါ်မင်းကျော်သူရင်ရဲ့မျိုးဆက်နီနီရင်နီနီရင်မောင်ရင်ကသမီးငယ်ကိုကြီးကပြောင်းလိုက်သည် နီနီရင် သူ့နာမည်ကိုအတိမတ်ပြုသည့်အလားငိုနေသောကလေးငယ်မှာတက်ခိခိရဲတော့ဤဟုတ်ကဲ့ပါရှင်ဆရာခက်စော်ရေးသားထားသောတဝယ်နည်းစီဝတ္ထုမှအခန်းစလေးကိုမျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ နောက်ဆက်ပြီးခဲ့ကြတဲ့လူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်လူမိသားစုများအားလုံးလည်းဘေးရန်တွေအပေါင်းမှာကင်းဝေးကြုံကြပါစေရှင်